ခုနကဒီဘက်ပြောပြမယ့်အကြောင်းအရာလုံးဝယောက်ျားလေးအတွက်အတီးတန်စပယ်ရှယ်ပေါ့နော်ယောက်ျားလေးမိင်္ဂလာဆောင်တော့မယ့်အခါယောက်ျားလေးယူမင်းအဲလက်ထက်တော့မယ့်အခါပေါ့နော်မယူသင့်တဲ့မိန်းကလေးအမျိုးသားတွေကိုစုမြန်နေပြီပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ရည်စားတာမဟုတ်ကိုယ့်ရဲ့ချစ်သူကောင်းမလေးကဒီအချက်တွေများရှိနေပြီဒါဒီချက်တွေရှိလို့ရှိရင်အဆင်ပြေနိုင်မှာမလားပေါ့နော်ဒါမှမဟုတ်ကိုကလည်းဒီမျိုးမရှိသေးဘူးဆိုလို့ရှိရင်လည်းပေါ့နော်ကိုကလက်ထက်မဲ့ဘူးမရှိသေးဘူးဆိုလို့ရှိရင်လည်းဒီချက်လေးကြီးထားပါပေါ့နော်ကဲကဲနောက်တယောက်ရည်စားရလာတဲ့အခါမျိုးမှာဆိုလို့ရှိရင် င်းကိုတရားရုံးကိုလက်ထပ်ဖို့ရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်ဒီအချက်လေးကိုကြည့်ပြီးတော့ကိုကစောင့်ရရှောင်ရလေးသိထားလို့ရတာပေါ့နော်အဲ့တော့သူမြတ်ပြောပြမယ်အကြောင်းအရာလေးတွေကိုသိချင်လို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပြပါချစ်ချီတို့အကြအမျိုးရက်ကိုတူတူခုံလုံးဖို့လက်တွဲပေါ်လေးတရားလိုအပ်နေရလीဒါများစိတ်မပူနဲ့ UMM မှာ UPA လေးနဲ့တော်ပြီးပြစ်လိုက်ရုံပေါ့ ယူမီနှလုံးသားချင်းချိတ်ဆက်စို့နံပါတ်၁ချက်နံပါတ်၁ချက်ပါလဲဆိုလို့ရှိရင် အတအရင်ကြည့်ရဲဂုံမောက်တဲ့မိန်းကလေးမျိုးပေါ့နော်တချို့ကြောက်ပေါ့နော်သူတို့လာတဲ့ background တိုင်းဝိုင်းအားကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်သူတို့ငငယ်လေးတွေအလိုသူတို့ပဲပဲကြည်ကြတာမျိုးလိုဂုံမောက်တာမျိုးလိုအဲ့လိုမျိုးတွေရှိနိုင်တယ်အတူတူသောတာသမီးတွေဆိုလို့ရှိရင်လည်းဒါမျိုးလေးရှိနိုင်တယ်ပေါ့နော်သူတို့ကဟိုတယောက်တစ်ပဲငငယ်လေးတွေကြီးပြင်းလာတဲ့အခါကျတော့တခြားသူတယောက်ဖက်ကိုမတွေးဘဲနဲ့ကိုယ့်ဘက်ကိုပဲအမြဲတမ်းတွေးရပေါ့နော်ငါမှငါငါပဲလုံမှာငါပဲတော်တယ်ငါပဲတက်တယ်ဆိုပြီးတော့ဒီလိုမျိုးဂုံမောက်တာမျိုးပြီးလို့ရှိရင်ကိုကိုယ့်ကိုယ်ပဲအမြဲတမ်းကြည်တာမျိုးပေါ့နော်ဒီလိုမျိုးကိုယ့်ကိုယ်ပဲအမြဲတမ်းကြည်တာမျိုး ¿ya? Yeah. အဲကို့အတွက်ကိုဆိုလို့ရှိရင်တော့သူ့အတွက်ဆိုရင်လည်းကောင်းမယ်ကောင်းတယ်လေဟုတ်တယ်မလားဒါပေမဲ့လူမျိုးနှစ်ယောက်လက်ထပ်တော့မယ်လူမျိုးနှစ်ယောက်တူလုပ်တော့မယ်ယူတော့မယ်ဆိုလို့ရှိရင်ဗျာတာဝန်တွေလူမျိုးခွဲဝေကြရမယ်ခါမျိုးတွေမှာဆိုလို့ရှိရင် तू ကသူ့ဘက်သူပဲကြည့်နေမယ်ဆိုလို့ရှိရင်ဒါဘလို့မှအဆင်ပြေနိုင်ဘူးနော်ရေရှည်သွားမယ်အခြေအနေမျိုးမှာဆိုလို့ရှိရင် तू ကမြဲကို့ဘက်ကိုကို့ဘက်ရဲ့ခံစားချက်တွေပဲဖြစ်ဖြစ်ကို့ရဲ့တခုခုပေါ့နော်ခံစားချက်ကအစအကုန်လုံးဘယ်အောင်မှ तू ကသူ့ဘက်သူပဲ तू ကောင်းမှုအတွက်ပဲ तू အမြဲစဉ်းစားတယ်သူ့အတွက်သူပဲကြည့်တယ်တခြားသူရဲ့ခံစားချက်တွေကိုအလေးမထားဘူးဆိုလို့ရှိရင်ဒါကလည်း ည်းနည်းလေးပြဿနာဖြစ်နိုင်နေပေါ့နော်ဒါဒါကြောင့်မို့လို့လူမျိုးအအတရန်ကြီးတဲ့မိန်းကလေးမျိုးပေါ့နော်လူကတော့အတရှိရပေါ့နော်ဒါပေမဲ့ကို့ကိုပဲသူ့ဘက်ကိုပဲသူအမြဲတမ်းကြည့်ပြီးတကူကောင်းဆန်လုံးနဲ့မိန်းကလေးမျိုးဆိုလို့ရှိရင်ဒါကရှောင်းတဲ့နဲ့ပြီးတော့အစုပြည့်ဆုံးတော့ပြောလူမျိုးဂုံရဲမောက်တဲ့မိန်းကလေးမျိုးပေါ့နော်နင်ကဘာမှမလုပ်လဲနင်ကဘာလို့မငါ့ကိုပြန်ပြောရမှာလဲဒါမျိုးတွေလူမျိုးဂုံရဲမောက်တဲ့အတကြီးရဲ့မိန်းကလေးမျိုးဆိုလို့ရှိရင်လည်းဒါရေရှည်မှာအဆင်ပြေဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ရှောင်းတဲ့မိန်းကလေးမျိုးဆိုင်မှာပါတယ်လို့ဆုမြတ်ပြောချင်ပါတယ် ဲ့တော့အဲ့လိုဂုံမောက်တဲ့ဟာမျိုးမှာဆိုလို့ရှိရင်လည်းမျိုးမျိုးရှိနိုင်တယ်ပေါ့နော်မင်းကလေးဆိုလို့ရှိရင်လည်းအလားပါတချို့ကျအလားပါမတ်အလားပါဂုံမောက်တာမျိုးဒါမှမဟုတ်သူ့ရဲ့ဟိုမိသားစုနောက်ခံ background ကအရင်တောင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်အဲဒါကိုပတ်သက်ပြီးတော့သူကအရင် proud ဖြစ်ပြီးတော့မြန်ဂုံမောက်နေရမျိုးပြောရှင်နောက်တစ်ခုသူ့ရဲ့ဟိုပေါ့ဟိုသူ့ရဲ့တမူးဝမ်းကြံသူ့ရဲ့ career သူ့ရဲ့အလုပ်ကိုင်းနဲ့ပတ်သက်ပြီးသူကအရင်အောင်မြင်တဲ့အခါမျိုးမှာသူကအရင်ဂုံမောက်တာမျိုးပေါ့နော်ဒါမျိုးဆိုလို့ရှိရင်သူကကို့ကိုပေါ့နော်အမြဲတမ်းဒါနဲ့လိုက်ပြီးနှိုင်းရှင်နေနိုင်တဲ့တယ်ပေါ့နော်ဟိုငါငါဒီမှာအရင်အောင်မြင်နေငါငါတော့ မအောင်မြင်ဘူးဗောနင်းငါလောက်အောင်မြင်လာဗောဒါမှမဟုတ်ကိုသူ့ရဲ့ background အရင်ချမ်းသာရဲဆိုလို့ရှိရင်လည်းကိုကိုနင်းရဲ့ background လောက်မတောက်ဘူးဆိုပြီးဒီလိုမျိုးသူ့ရဲ့နှိုင်းရှင်နေတတ်တယ်ဗောနော်အဲဒါဒါကြောင့်မလို့ဒီလိုမျိုးဂုံမောက်တက်တဲ့အမျိုးသမီးရဲ့ဆိုလို့ရှိရင်ပြီးအဆုံးအဆုံးမြတ်ပြောလို့ပဲအတ္တကြီးရဲ့အမျိုးသမီးတွေဂုံမောက်တက်တဲ့အမျိုးသမီးရဲ့ဆိုလို့ရှိရင်လည်းဒါရှောင်းတဲ့နယ်ဆိုမြန်အကြံပေးခြင်းပါတယ် နံပါတ်2ချက်နံပါတ်2ချက်ပါလဲဆိုရင်တော့ပစ္စည်းဥစ္စာတွေကိုအရန်မှတ်တယ်မိန်ကလေးမျိုးပေါ့နော်အပစ္စည်းဥစ္စာတွေငွေကြေးတွေဒါမျိုးတွေကိုအရန်ကိုမှတ်တယ်မိန်ကလေးမျိုးဆိုလို့ရှိရင်လည်းဒါကိုမယူသင့်တဲ့မိန်ကလေးမျိုးစားရမှာပါရဲပေါ့နော်သူတို့ကဟိုပြောပြရမလဲငွေအရန်ကြည့်တယ်ပြီးလို့ရှိရင်သူတို့ပစ္စည်းတွေဓာတ်တွေအရန်ခုံမှတ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်သူတို့ကငွေကြီး ငွေကြီးကိုပဲအရင်မှတ်တဲ့ခါမျိုးမှာဆိုလို့ရှိရင်ဒါနောက်ပိုင်းကျရှင်ပြဿနာဖြစ်လာနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ဝင်ငွေကငားယောက်ျားဝင်ငွေကဘယ်လောက်ရလဲတို့အဲ့တော့အဲ့လိုအဲ့လို main ကလေးမျိုးရပါပေါ့နော်ကိုကလက်ဆောင်ပေးရဆိုရင်တော့မှသူကဒီလက်ဆောင်တန်မိုးကဘယ်လောက်ရှိမှလဲဒီလက်ဆောင်မှာဒီလက်ဆောင်ကဘယ်လိုတန်မိုးနဲ့ရလေးပဲပေးရလဲစသဖြင့်ပေါ့နော်လူမျိုးတွေအမြဲစဉ်းစားပြီးတော့တွေးပြီးတော့ကိုကိုလေးမြဲစိတ်ညံ့ရမှာပေါ့နော်ဒီငွေကြီးနဲ့ပတ်သက်လို့ရှိရင်ပြီးရဆိုရင်အစမပြောမျိုးဟို brand နေ brand နေနောက်ဆုံးပေါ်ပစ္စည်းအစ်စ်တွေကိုမှသူကကင်ဂျင်နာမျိုးတွေအဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒါကကိုကဟိုကိုက သူ့ကိုကောင်းမွန်ထောက်မှတ်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့ဒါပြဿနာမရှိဘူးเนาะကိုကပြဿနာမရှိဘူးပေါ့ဒါပေမဲ့ကိုကသူ့မပေးနိုင်ဘူးဆိုလို့ရှိရင် तू ကဟိုအဲ့လိုပွမ်းနာမျိုးပူချီပူချီလောက်တာမျိုးတွေပြီးတော့ကိုကလည်းတကယ်စိတ်ညစ်ရတယ်လေဟုတ်တယ်မလားပြီးတော့ကိုကသူ့ကိုတကယ်ချစ်တဲ့အခါတကယ်ချစ်တယ်တကယ်ဟိုထောက်ပံ့ပေးထောက်ပံ့ပေးခြင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းကိုကသူ့ကိုမဖြည့်ဆည်းပေးနိုင်ဘူးဆိုပြီးတော့ကိုကဝမ်းနေရလိမ့်မယ်ပေါ့เนาะအဲ့တော့ပြီးတော့ဒီလိုမျိုး main claim မျိုးတွေကဘာလဲဆိုလို့ရှိရင် तू တို့ကဟို လူမျိုးမတွဲခင်နေရပေါ့နော်ဟိုဘာလှုပ်လှုပ်လဲနှာစာဘလောက်ရလဲလို့ဟိုမိဘကဟိုဘာလှုပ်တာလဲပေါ့နော်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးမိကုန်းနေငွေကြီးနဲ့ပတ်သက်တဲ့ဟာမျိုးတွေသူကအရန်ကိုလိုက်ပြီးတော့ဟိုမေးတတ်တယ်ပြီးတော့ငွေပြည့်စုံတာအရန်မတ်တဲ့ main claim မျိုးဆိုလို့ရှိရင်လည်းနောက်ပိုင်းကျလို့ရှိရင်ဟိုကိုဟိုပြောရမယ်ကိုရဲ့ဟိုကိုထက်ပို့ပြီးတော့ တခြားตาတဲ့လူပေါ့ကိုထက်ပို့ပြီးတော့သူ့ကိုပစ္စည်းရေးပေးနိုင်တဲ့လူကိုကိုထက်ပို့ပြီးတော့ပတ်စံချမ်းသာတဲ့လူမျိုးရှိတဲ့အခါမျိုးမှာဆိုလို့ရှိရင် तू ကဟိုအလွယ်တကူပါသွားနိုင်တယ်ပေါ့နော် तू ကငွေကြီးကြီးတွေပစ္စည်းဥစ္စာတွေဒါတော့ तू ကလိုက်ပြီးနှိုင်းရှင်နေမှာဖြစ်တဲ့တော့ကြောင့်မလို့ပေါ့နော်တခြားမိန်းမတွေတခြားရီးစားတွေပေါ့ဘလိုပစ္စည်းတွေရလဲဘလိုပစ္စည်းတွေ तू များကောင်လေးရတော့ तू များဘလိုမျိုးတွေပေးတာစသဖြင့်ပေါ့လူမျိုးအမြဲနှိုင်းရှင်မျိုး तू က तू များထက်ตาချင်တာမျိုးပဲ तू ကလိုချင်နေတဲ့တော့ကြောင့်မလို့ပေါ့နော်ဒါလည်းလည်းလေးဒီနေ့ဟိုတော်တော်လေးရှော့ရှိနိုင်တယ်ပေါ့နော်ကိုလည်းစိတ်ငြိမ်ရတယ်အဲကြောင့်မလို့လူမျိုး ိုပစ္စည်းဥစ္စာရမ်းမတက်မိကလေးမျိုးငွေရမ်းမတက်မိကလေးမျိုးဆိုလို့ရှိရင်လည်းအဲငွေတွေကဝေးဝေးရှောင်တင်တယ်လို့ဆိုမြန်နေပြအကြံပေးချင်ပါတယ်။နံပါတ်3ချက်နံပါတ်3ချက်ပါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုကိုသူကလုံးဝဂိူးဆိုင်တက်တဲ့သူပေါ့နော်။အဲကိုယ့်ရဲ့လူကြီးမိဘတွေကိုယ့်ရဲ့မိသားစုဒါမှမဟုတ်ကိုယ့်ရဲ့အပေါင်းအသင်းတွေကိုကိုယ့်ရဲ့အပေါင်းအသင်းတွေကိုသူကလုံးဝဟိုမပြောင်းနဲ့တိတ်ရောရောနောနောမနေဘူးဒရေသားမှုရှိရဲ့မိန်းကလေးမျိုးပေါ့နော်အခုမှအလူကြီးမိဘကောင်းလေးရဲ့လူကြီးမိဘတွေကဥပမာ ဟိုပြောပါဘောနော်ဥမာပစ္စံမရှိလို့ဆိုပြီးတော့သူ့ဘက်ကနေပြီးတော့အယောတော့မလုပ်ချင်တာမျိုးလို့ဟိုနှိမ်ချင်တာမျိုးပေါ့နော်စကားအပေါင်းဖက်စကားမပြောချင်တာမျိုးဒါမှမဟုတ်တချို့ကြောက်လည်းအဲ့လိုမျိုးမဟုတ်ဘူးလုံးဝလေးစားမှုရှိရမျိုးပေါ့နော်ဒါမျိုးဆိုလို့ရှိရင်နောင်ရီရှိကြလို့ရှိရင်ဒီတွဲကစားမှဆိုတွဲစားဆိုကိစ္စမရှိဘူးပေါ့နော်နောက်မှ UV ဆိုလို့ရှိရင်ဒီမျိုးနှစ်ဖက်အပေါင်းသိလောက်ရတဲ့အခါမျိုးမှာဆိုရှင်ဒါလည်းလုံးဝအဆင်မပြေဖြစ်နိုင်တယ်ပြီးလို့ရှိရင်သူ့ရဲ့လုံရဲကြောင်ပေါ့နော်ကိုကကိုကလည်းဂျားခံဖြစ်သွားနိုင်တယ်ပေါ့နော်ကိုရဲ့မိသားစုနဲ့အဲကိုရဲ့အပေါင်းအသင်းနေနဲ့ပြီးတော့သူ့ဘက်နဲ့ပေါ့နော် ဒီလိုမျိုးကြားမှာရန်ဖြစ်ရန်ဖြစ်ပြီးတော့ကိုကပဲစိတ်လျှော့ရတတ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအဲကိုရဲ့မိသားစုဘက်အပေါင်းအသင်းဘက်ကိုသူကတိတ်ပြီးတော့ဟိုဂူးဆိုင်ဘူးအဲလေးစားမှုမရှိဘူးလေးစားမှုရှိတာအဆိုးဆုံးပေါ့နော်လေးစားမှုမရှိဘူးဆိုလို့ရှိရင်လည်းဒါနောက်လက်ထပ်မယ်ဆိုလို့ရှိရင်ပြဿနာတက်နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမိန်းကလေးမျိုးလည်းရှောင်တင်တယ်ပြီးတော့နောက်ချက်ကဘာလဲဆိုလို့ရှိရင်တော့ သူ့ရဲ့ကောင်မလေးကပေါ့နော်ကောင်မလေးကသူ့ရဲ့မိသားစုကိုတောင်မှဟိုမကြည့်တတ်တဲ့မသိတတ်တဲ့မိန်းကလေးမျိုးပေါ့ဒါမျိုးဆိုလို့ဒါမျိုးမိန်းကလေးဆိုလို့ရှိရင်လည်းလုံးဝရှောင်တဲ့နဲ့ဘာလို့ဆိုတော့ तू ကသူ့ရဲ့ကိုပိုင်မိသားစုသူ့ရဲ့မိဘကိုတောင်မှ तू ကမသိတတ်ဘူးလေးစားမှုမရှိဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့မိဘတွေဆိုလို့ရှိရင်တော့ तू ကပိုဆိုးပေါ့နော်ဘာလို့ဆိုတော့သစိမ့်လေးဟုတ်တယ်မလားသစိမ့်ဆိုတော့ပိုပြီးတော့မှလေးစားမှုမရှိဘူးပိုပြီးတော့မသိတတ်ဖြစ်မှာပဲပြီးတော့ तू အကယ်၍ तू နဲ့ကိုယ်နဲ့မိသားစုရှိလာတဲ့အခါမှာရော तू ကဟိုဘယ်လိုမျိုး तू မိဘတွေကို သူမိဘတွေကိုသူကောင်းကောင်းမဆက်ခံမဆက်ဆံခဲ့ရတဲ့ကြောင့်မို့သူတားသမီးရှိလာလို့ရှိရင်ရောသူကမိဘကောင်းဖြစ်ပါမလားပေါ့နော်။ဒါမျိုးစဉ်းစားရချက်တွေအများကြီးရှိတော့တဲ့ကြောင့်မို့လို့သူ့ရဲ့ဟိုတားသမီးကောင်းမဟုတ်ဘူးဆိုလို့ရှိရင်မိဘကောင်းလည်းဖြစ်နိုင်ဘူးပေါ့နော်။အဲဒါကြောင့်မို့လို့ဒီမျိုးသူ့ရဲ့မိဘတွေမှာသူမသိတတ်ဘူးသူ့ရဲ့မိသားစုနဲ့ပတ်သက်ပြီးတော့သူကတိတ်ပြီးစိတ်ဝင်စားမှုမရှိဘူးသူ့မိသားစုလည်းထောက်ပံ့မှုမရှိဘူးပေါ့နော်။အဲလိုမျိုးဆိုလို့ရှိရင်လည်းဒါမကောင်းတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။မကောင်းတဲ့အတွက်ဆိုတာဘယ်ပြောင်းလဲမကောင်းတဲ့အချက်ဖြစ်တဲ့တယ်ပေါ့နော်မကောင်းတဲ့အချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလို main ကလေးမျိုးဆိုလို့ရှိရင်လည်းအဲ လက်ထပ်ဖို့မသိပါဘူးလို့ဆင်မြန်ကြံပေးခြင်းပါတယ်။နံပါတ်၄ချက်နံပါတ်၄ချက်ပါလဲဆိုရင်တော့သူကအရန်ကိုစိုက်ကိုဆန်နဲ့မင်းကလေးမျိုးပေါ့နော်သူတို့ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်တခုခုဆိုရင်တော့သူတို့ကအရန်ကိုအရန်ကိုတွေးတတ်တယ်အရန်ကိုတန်တရားကြီးများတတ်တယ်လူမျိုး ကောင်မလေးမျိုးပေါ့နော်ကိုကဘာမှမယူစားပေါ့နော်ယောက်ျားလေးတငယ်ချင်းတွေပေါင်းတင်နေပေါ့ပြီးရတော့တောက်မယ်လို့ပါလို့ဆိုရှင်လားအဲ့ဒီမှာ main တငယ်ချင်းတယောက်ပါတယ်မပါဘူးဆိုလို့ရှင်တယ်မှာ तू ကပါမလားနေလိမ့်နေရမလားဟမ်နေပါလို့ငါဖုန်းဆက်တာလဲဟဲ့ခိုးရတာချက်ချင်းဖုန်းဆက်တော့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးလောက်တာမျိုးပြောလို့ရှင်လဲဟိုကိအိမ်ပြန်နောက်ကြရဆင်မှာငါဖောက်ပြန်နေရမလားငိုယိုပြီးတော့တင်မလားအဲ့လိုအရန်နေ तू ကသူတယောက်တည်းဟို ဟိုစိုက်ကိုတွေဖောက်ပြီးတော့ဗောနော်တော်သူစဉ်းစားတွေးတွေလုံပြီးတော့ကိုယ်အမြဲပြဿနာရှာနေရမျိုးဆိုလို့ရှိရင်လည်းဒါကဟိုရေရှည်ဆိုလို့ရှိရင်တော်တော်ဟိုစိတ်ညစ်ရမှာဗောနော်ကိုကဒီလူနဲ့ဒီတိမ်နဲ့နေနေပြီးတော့ရှိဒါတွေအမြဲနေစဉ်ဒီလိုမျိုးကြားနေရမယ်ဆိုလို့ရှိရင်လည်းဒါတော်တော်ဟိုစိတ်ညစ်စိတ်ညစ်ယူသွားနိုင်တယ်ဗောနော်သူ့လိုမျိုးဖြစ်သွားနိုင်တယ်အဲ့တော့အဲဒီမျိုးပြဿနာရှာတဲ့ဒီမျိုးခဏခဏကိုအရန်ကိုစိုက်ကိုဖောက်တဲ့အဲစိုက်ကိုအရန်ဆန်တဲ့မင်းကလေးမျိုးဆိုလို့ရှိရင်ဒါကိုက ဟိုပြောပြမလဲဟိုကိုယ့်သူ့ကိုအမြဲတမ်းပဲလိုက်ပြီးတော့ရှင်းပြနေရမယ်လိုက်ချော်နေရမယ်လိုက်ပြီးတော့ဟိုရှင်းပြအဲဆောင်ပြောလို့ရှင်းပြနေရမယ်ချော်နေရမယ်ဒါမျိုးတွေနဲ့ပဲအချိန်ကုန်ပြီးတော့ပြလို့ရှင်နေမဖြစ်တဲ့ဘာမဟုတ်တဲ့ကိစ္စအောင်တော့မှ तू ကလိုက်ပြီးတော့အတင်းတွေတွေးတန်တရားတွေများကိုယ့်ပုံမယုံကြည်ရများနေလို့ဆိုရှင်လေအာဟိုကိုယ့်အတွက်လည်းမကောင်းဘူးသူ့အတွက်လည်းမကောင်းဘူးပြလို့ရှင်လေ ကိုနဲ့သူနဲ့ဟိုဆင်ရပြေရှိနေရမယ့်အချိန်ကနည်းပြောเนาะချင်းတို့မသိမမြန်နဲ့ပြင်မှာဟာငူသူကအရင်စိုက်ကိုစမ်းနေတဲ့မှာအရင်ငူရတခုဘာမှမဟုတ်နေတာမှာဒီမှာနည်းနည်းလေးအဲမကြိုက်ဘူးเนาะအဲ့လိုမလုပ်နေဆိုရင်တော့မဖြစ်သူကငါ့ကိုပြောတယ်ဘာဖြစ်ညာဖြစ်တယ်ဒီမှာစိတ်ကြီးညစ်ဟာဂျောင်းလေးကသွားပြီးကတ်ငူတာမျိုးတို့တကယ်ချင်းနေဖုန်းဆက်ပြီးစကားတွေပိုင်းမပြောတာမျိုးတွေဒါမျိုးတွေလောက်တတ်တယ်ဆိုလို့ရှိရင်လည်းဒါကဟို ဟိုအရန် extreme ဖြစ်တဲ့ extreme ဖြစ်တဲ့အဆင့်ရောက်သွားဆိုရှင်ကိုကအရန်ကိုသူ့ကိုကင်တွေရတာအရန်လဲဟိုအချိန်အရန်လဲပေးရမယ်လူမျိုးရေရှိလူမျိုးဖြစ်နေမယ်ဆိုလို့ရှင်လဲအဆင်မပြေတဲ့အတွက်ကြောင့်မလို့လူမျိုးအရန် psycho ဆန်တဲ့ main ကလေးမျိုးဆိုလို့ရှင်လဲအဲဝူးဝီးကနေရှောင်းနေတယ်လို့ဆိုမြန်နေပြီးအကြံပေးချင်ပါတယ်နံပါတ်5ချက်နံပါတ်5ချက်ကဘာလဲဆိုရင်တော့အရန်ကိုရှေးရိုးဆန်တဲ့ main ကလေးမျိုးတွေပေါ့နော်အဲဟိုလုံးဝစောက်ကြီးတိုင်းပေါ့နော်အဲစောက်ကြီးတိုင်းလုပ်တတ်တဲ့တကယ်ဟို ရှေးရိုးဆန်တဲ့မင်းကလေးမျိုးတွေပေါ့နော်အဲ့လိုမင်းကလေးမျိုးတွေကကိုယ့်ကိုဘယ်လိုမျိုးလုပ်မလဲဆိုရှင်ကိုတို့အဲတွဲလာကြပြီဆိုရင်တော့သူကနေပြီးတော့ဟေးငါပုံဝင်းကျင်ကပြောနေပြီပုံဝင်းကျင်ရဲ့ပါဇက်ထဲမှာငါတတွေးတတွေးကွက်ထဲမှာမျောနေပြီနင်ကမယူသေးဘူးလားဒါမှမဟုတ်ဟိုတွဲလာကြပြီဟိုဖြစ်တော့ဟိုဘယ်လိုပြောလဲတွဲလာကြပြီနင်ကကိုဖြစ်သွားလို့မဖြစ်ဘူးနော်နင်ကကိုယူဟိုယူမှဖြစ်မှာမဟုတ်ရင်ငါနာမည်ပြတ်သွားလိမ့်မယ်ဒီလိုမျိုးပေါ့သူ့ရဲ့အတွေ့အဲမှာပေါ့နော်ဒီမျိုးယောက်ျားတယောက်ယောက်ျားတယောက်ကိုနဲ့တွဲပြီဆိုလို့ရှိရင်ယူကိုယူရမယ်ဆိုပြီးကိုကိုအတင်းယူဖို့အတင်း pressure ပေးတာမျိုးတွေ ို့ရှိရင်နောက်တစ်ခုက तू อ่ะဟိုဘယ်လိုပြောမလဲမိန်ကလေးဆိုလို့ရှိရင်ဟိုဘာလဲဟိုအလုံးမလုံးအောင်ပေါ့ပြင်ထွက်ပြီးစီးပွားရှာစရာမလိုဘူးယောက်ျားကပဲစီးပွားရှာပြီးတော့ယောက်ျားကပဲကျွေးရမယ်မိန်ကလေးကဟိုဘယ်လိုပြောမိန်ကလေးကကလေးပဲမွေးရမယ်အိမ်ကိစ္စလုပ်ရမယ်ယောက်ျားရုပ်စာကိုထိုင်စားရမယ်ယောက်ျားကိုအာကိုအာကထာပြုရမယ်ပေါ့နော်အဲ့လိုမျိုးရန်ရှိဦးဆန်တဲ့မိန်ကလေးမျိုးဆိုလို့ရှိရင်လည်းဒါကအဆင်ပြေနိုင်ဘူးပေါ့နော် ဲ့တော့ဒီဘက်ခေတ်မှာဆိုလို့ရှိရင်တော့ပို့ပြီးတော့စိုးတာပေါ့နော်လူမျိုးစာအုပ်ကြီးတိုင်းသွားနေတဲ့ရှေးဥစံနဲ့မင်းကလေးမျိုးဆိုလို့ရှိရင်ဒါအဆင်မပြေနိုင်ဘူးပို့ပြီးတော့ပြီးတော့နောက်တစ်ခုကကြာတချို့ယောက်ျားလေးကြီးကြတာပေါ့နော်လူမျိုးဟင်းချက်တာကောင်းနေအင်္ဂလိပ်စာရေးလုပ်ပေးမယ်ကိုယ်ကပတ်စံရှာမယ်ဟေးပေါ့ဒါမျိုးတွေသူကအဲလူမျိုးမျိုးသမီးဆိုလို့ရှိရင်ကြိုက်ကြရယ်ပေါ့နော်ဒါသူကစိတ်ကြကြဒါပေမဲ့တကယ်ယူတဲ့ခါကျလို့ရှိရင်တော့ကိုနောက်ပိုင်းစီးပွားရေးတွေလုပ်ပြီးဆိုလို့ရှိရင်ပေါ့နော်စီးပွားလုပ်ပြီးဆိုဒီဒီအမျိုးသမီးကကိုယ့်ရဲ့မိန်းမကိုယ့်ကိုဘယ်လောက်ကြီး support လုပ်ပေးနိုင်ပါတယ်ပေါ့။သူက support လုပ်မပေးနိုင်ဘူး။ဟို decision တွေတခုအရေးကြီးဆုံးပြည့်ကျက်တခြားမယ်။ time memo time memo ဆိုလို့ရှင်လဲ။ तू ကမရှိဘူးပေါ့နော်။ तू သူ့ရဲ့ तू तू စိတ်ထဲမှာရှိတာ။ तू ကဟင်းချက်မယ်၊အဝိရှော်မယ်၊ကလေးတွေကြီးမယ်ဒါပဲပေါ့နော်။ယောက်ျားစီးပွားရှာ။သူ့ရဲ့အဲအုံနောက်ထဲမှာဒါပဲရှိရဲ့အတွက်ကြောင့်မို့ကိုကိုကဘယ်လိုပြောရမလဲ။သူ့ကိုအာ time memo time memo အနေနဲ့မရဘူး။ကိုရဲ့အလုပ်အတွက် supportive မဖြစ်ဘူး။အဲ့တော့မြေမီတားစုဖြစ်လာပြီးယူဘူးကကလေးရရလာပြီးဆိုလို့ရှိရင်လေသူကဟို သူ့ရဲ့ကလေးတွေကိုပညာရေးရတော့လကားဒါမှမဟုတ်သူကဟိုစံပြမိဘစံပြမိန်းကလေးအမျိုးသမီးတယောက်အနေနဲ့သူနေပြီးနိုင်မှာမဟုတ်ဘောเนาะဒီလိုမျိုးဒီမျိုးဆိုလို့ရှိရင်ဒါနောက်ပိုင်းကျလို့ရှိရင်ပြဿနာတွေတက်လာနိုင်တယ်ပေါ့เนาะအဲ့ခါကျလို့ရှိရင်ကိုကအဲ့တော့အရင်တော့ဘောเนาะအဟင်းချက်ကောင်းနေမိမကဘာဖြစ်နေ냐ဖြစ်တဲ့သူဒီမျိုးသဘောကျပြီးတော့ကြိုက်ပေမဲ့ဒါပေမဲ့ဒီလိုမျိုးနောက်ပိုင်းမှာဆိုလို့ရှိရင်သူကကိုကိုလိုက်ပြီးစပေါ်မလုပ်ပြီးနေတဲ့ခါမျိုးမှာသူ့ရဲ့ဟိုအရင်ရှိရုံးစံတော့တဲ့ဟာမျိုးတွေနဲ့ပဲနေနေတဲ့ခါကျလို့ရှိရင်ကိုကနေပြီးတော့ဟိုခက်တုံးတုံးမိမကြီးဆိုပြီးတော့ဘောเนาะကိုစိတ်ထဲမှာထင်လာနိုင်နေပေါ့เนาะအဲ့ ခါကျရင်တော့အရင်အချိန်နှောင်းလိုက်ပေါ့နော်။ကြာကြာနောက်ပိုင်းကျလို့ရှိရင်ပေါ့ဟိုကိုရီးယားကားတွေကလို့ပေါ့နော် small လေးနဲ့ဖောက်ပြန်တာမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်။အဲကြရင်ကိုလည်းမကောင်းဘူး။အဲတကြမလို့မျိုးအရင်ရှိဦးဆန်တဲ့ main ကလေးမျိုးအရင်ခင်းနောက်ပြန်ဆွဲတဲ့ main ကလေးမျိုးဆိုလို့ရှိရင်လည်းဒါဝေးဝေးရနေပြီးတော့ရှောင်းသင့်တယ်လို့သူမြန်နေပြီးတော့အကြံပေးချင်ပါတယ်။ နံပါတ်6ချက်နံပါတ်6ချက်ကဘာလဲဆိုရင်တော့စကားရှုပ်တဲ့မိန်းကလေးမျိုးပေါ့နော်အဲအဲ့လိုမိန်းကလေးမျိုးပုံစံတွေကဘယ်လိုမျိုးလဲဆိုရင်သူတို့ကအရန်ကိုအပေါ်ရင်မှာဆိုရင်ရန်ကိုချိုးတာတယ်လူတိုင်းကိုချစ်တယ်သူတို့ကသူတော်ကောင်းပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြီးလို့ရှိရင်စကားကိုပေါ့နော်ဟိုတစ်ခုရှေ့တစ်မျိုးနောက်တစ်မျိုးပေါ့နော်ဒီလူဒီလူရဲ့ဒီလူရှိမှာဆိုတော့ဟာသူကအရန်ကောင်းနေချိုးတာပေါ့နော်ဟဲ့အမရေလှလိုက်တာပေါ့အမချက်ပေးတဲ့ဟင်းလေးကအရန်ကောင်းတာပဲလို့အဲဒါမှမဟုတ်သူ့ရဲ့မိသားစုနဲ့ပတ်သက်ပြီးတစ်ခုအမြဲချိုးချိုးတာပြောရဲဒါပေမဲ့နောက်နောက်ထပ်နောက်တစ်ယောက်ရှိမှာဆိုလို့ရှိရင်တော့သူက တခြားစကားပြောရပေါ့နော်စကားကိုရှင်းတစ်မျိုးနောက်တစ်မျိုးပြောရပြီးရှင်းစကားတစ်ခုကိုဟိုရောက်ဒီရောက်ဟိုပို့ဒီပို့အရင်လှုပ်တက်တဲ့အမျိုးသမီးမျိုးတွေပေါ့နော်ဒီလိုမျိုးမိန်းကလေးတွေကသူကဟိုရေးစားပို့ရမှာတည်းကဟိုဒီလိုမျိုးလှုပ်တက်တဲ့အချင်းရှိပြီလို့ရှင်းတာနည်းနည်းလေးသတိထားပေါ့နော်အဲ့လိုပလီပလာလှုပ်တက်တဲ့စကားတွေအရှုပ်ရှုပ်လှုပ်တက်တဲ့မိန်းကလေးမျိုးဆိုလို့ရှင်းလဲရောက်နေပါတယ်နံပါတ်9နံပါတ်9အမျိုးသမီးအမျိုးအစားကပါလက်စုကြည့်တော့ ။အဲဒါဆိုရင်တော့အပေါက်ကျန်းအာကျန်းဟိုဂျမ်းပုံတတိုက်ပေါ့နော်။အဲတချို့အမျိုးမိန်းကလေးတွေရာပေါ့နော်။တချို့မိန်းကလေးတွေရာသူကမယူခင်ကတော့ကိစ္စမရှိဘူးပေါ့နော်။ယူပြီးသွားလို့ရှိရင်သူကယောက်ျားပုံမှာယောက်ျားပုံမှာပေါ့နော်။သူကဟိုနည်းနည်းအပေါက်ဆိုးတတ်ကြရပေါ့နော်။အာကျန်းရှာခြင်းတွေပြောတတ်ကြရတယ်။ဟိုလူရန်ဖြစ်မှစိတ်ဆိုးတော့သားဖြစ်မှမဟုတ်ဘူး။သူကစကားကိုအကောင်းကိုမပြောတာပေါ့နော်။စကားကိုကောင်းကောင်းမွန်ချွတ်ချွတ်သားပြောလို့ရတယ်တဲ့။သူကမပြောဘူးလို့အော်ကြီးရှိကျဲပြောတတ်တာမျိုးလို့သူကပေါ့နော်လူကြားသူကြားထဲမှာဆိုလို့ရှိရင်လေဟိုစကားကို ိုကြဲကြီးပြောတာမျိုးပြောရှင်သူကရန်ဖြစ်ဖို့ဆဲဖို့ပါဇက်ကဟိုဘောနော်အပေါက်ချမ်းကိုသူကဝင်မလေးဘောနော်ကိုယ့်ရဲ့ယောက်ျားကိုလည်းလူပုံလဲမှာတည်ရမလားအာချမ်းရှာချမ်းနဲ့ဟိုစကားရင်းရင်းပြောလို့ကိုလည်းသူကဝင်မလေးဘောနော်ဒီလိုမျိုးဆိုလို့ရှင်လဲကိုက ဟိုကိုကလည်းယောက်ျားတယောက်ဖြစ်တဲ့တကြောင်မလို့ပေါ့နော်ကိုကလည်းအရှက်ရနိုင်တယ်ပေါ့နော်လူမျိုးမိမတယောက်ကကိုယ်ကိုလူကြားထဲမှာလူမျိုးအော်ဟိတ်ပြီးရဆဲဆိုပြောဆိုနေဆိုရှင်ကိုကအများကြီးရှက်အရှက်ကွဲနိုင်တယ်ပြီးလို့ရှင် तू ကကိုနဲ့အိမ်မှာနေပြီဆိုရင်တော့မှ तू ကဟိုအော်ကြီးရှက်ကျင်နေတယ်မှာတခြားလူတွေကြားအောင်အော်ဟိတ်ပြီးရပြောတတ်တာမျိုးအမဟုတ်ဟိုအော်တမင်ပေါ့နော်တခြားလူတွေကြားပါစေရွေးချက်မရှိရင်တော့မှ तू ကနဲ့ तू တယောက်ထဲတင်မှာအာမရကိုယောက်ျားအော်ဟိတ်ဆဲဆိုကျင်းမောင်းပြီးအများကြီးချူချူသားပဲတော့မှမပြောဘဲနဲ့ဟိုနှုတ်ကျန်းအာကျန်းပြောတတ်တဲ့ main claim မျိုးဆိုလို့ရှင်နဲ့ ဒါလုံးဝလုံးဝရှောင်နေတယ်ဟုတ်တယ်မလားဘာလို့ဆိုတော့အဆုံးအပြောလို့ပဲကိုအများကြီးအချက်ကွဲရနိုင်တယ်ပေါ့နော်ဥမာကိုရဲ့တငယ်ချင်းအပေါင်းအသင်းတွေမိတ်ဆွေတွေကြားမှာဆိုလို့ရှိရင်ကိုကမျက်နှာငယ်ရနိုင်တယ်ဒါကြောင့်မလို့ဒီလိုမျိုးအဲဗဇက်ကျန်းတဲ့အမျိုးသမီးမျိုးဆိုလို့ရှိရင်ကိုကဝေးဝေးရနေရှောင်နေတယ်လို့ဆိုမြန်နေပြီးတော့ကြံပေးကြပါမယ် အဲ့တော့ဒီတစ်ပတ်ဆုံးမြတ်ပြပြခဲ့တဲ့အချက်လေးအရပါလဲဆိုလို့ရှိရင်တော့ယောက်ျားလေးအနေနဲ့ပေါ့နော်မယူသင့်တဲ့လက်မထက်သင့်တဲ့မိန်းကလေးအမျိုးအစား9မျိုးပြပြပေးသွားဖြစ်တာပေါ့နော်အစတော့ဆုံးမြတ်နည်းနည်းတော့ရေးထားဒါပေမဲ့လည်းတဖြည်းဖြည်းဟိုဟာကင်မရာမန်ကိုဝီရဲ့အကူအညီနဲ့ပေါ့နော်အချက်လေးတဖြည်းဖြည်းနဲ့တိုးတိုးသွားပြီပေါ့နော်အဲ့ကြောင့်လူမျိုးပေါ့နော်လူမျိုးအချက်တွေများနေလို့ပေါ့နော်တချို့တွေကမိန်းမမရှိတော့ပဲနဲ့မယောက်ျားများယောက်ျားတွေအချင်းချင်းယူသွားကြလားဆိုပြီးတော့မှပြောနေသေးတယ်ပေါ့နော်ဒီယောက်ျားတွေအချင်းချင်းအဲ ယူဖို့စဉ်းစားထားကြလားအဲမိန်းမယူဖို့စဉ်းစားထားကြလားဟိုကိဟိုတော့လူတိုင်းတော့မပြည့်စုံဘူးပေါ့နော်ဒီမျိုးပြစ်ချက်လေးတော့ရှိနိုင်တယ်အဲ့တော့ဟိုဒီအချက်တွေတော်တော်များများမပါဘူးဆိုလို့ရှိရင်တော့မှဒါတော်တော်လေးကိုကန်ကောင်းနေပြီပြရပါပေါ့နော်ကိုယ့်ရဲ့ချစ်သူကိုမဆုံးပြစ်လိုက်ပါနဲ့လို့အားနေချက်လူတိုင်းမှာတော့အားနေချက်အားသာချက်တော့ရှိရပဲပေါ့နော်အဲ့တော့ဒီပြောဆုမြတ်ပြောပြတဲ့အကြောင်းအရာဆုမြတ်ပြောလို့ပဲဆုမြတ်ပြောပြတဲ့အကြောင်းအရာတွေမှာအချက်တွေမပါဘူးလို့နှုတ်ချမ်းဆန်းချမ်းအញ្ញင်းမဟုတ်ဘူးဆိုလို့ရှိရင်တော့မှဒါတော်တော်လေးကိုကန်ကောင်းနေပြီလို့ပြောလို့ရတယ်ပြောလို့ရှိရင်လည်းအဲကိုဒီထဲမှာမှအချက်လေးတစ်ချက်နှစ်ချက်ပါနေရဲ ယ်ဒါမှမဟုတ်ကိုကလည်းအဲ့ဒါကိုလက်ခံနိုင်နေဆိုလို့ရှိရင်တော့မှဒါကအဆင်ပြေလို့ပြောလို့ရပါဘောเนาะအဲ့ဒါဒါကတော့ကို့ဘောပဲမူတည်ပါတယ်အဲပြီးတော့ဒီချက်တွေပါနေလို့ဆိုပြီးတော့လည်းအောက်ကနေမန်းရှင်းခေါ်ပြီးတော့နင်းနဲ့ငါပြက်ပြီးရပါလေလာပြီးတော့မလုပ်ကြပါနဲ့လို့သူမြောက်သူမြောက်လာပြီးတော့မတက်ကြနဲ့เนาะကို့ကကိုပဲချင်းချင်းနှောက်တဲ့တက်ကြပါလို့သူမြောက်ပြောကြပါတယ်ယူမီနှလုံးသားချင်းချိတ်ဆက်စို့